အားလုံးပဲမင်္ဂလာပါ MMD Bidin Channel ကနေပြန်လည်လို့ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ရှင်းကနဘွားများအတွက်ဇေယျလက္ခဏာပြုမှုများစီပွားရေးအချီးရေးအိမ်နောက်ရေးကျန်းမာရေးဘွားကညီမမိဘရံပက္ခဏများနဲ့ပတ်သက်ပြီးဟောကြားပေးသွားပါမယ်ကျွန်မကတော့ဆရာမမြင့်မြတ်သူဖြစ်ပါတယ် ရှေခနန်းပိုင်ရှင်များဟာဒီနေဆက်ကြဝနာအတွင်းမှာရှိတဲ့ဒုတိယအကြီးဆုံးဂျူဖြစ်တဲ့စနေဂျူပိုင်ဆိုင်တဲ့ကနန်းတစ်ခုလည်းဖြစ်ပြီးစေတန်နတ်ဖရာရဲ့အမတ်လက္ခဏာလည်းဖြစ်ပါတယ်။ဓာတ်တော်အရာအမတ်တဲ့မြေတဲ့ဖြစ်ပါတယ်။ရှေခနန်းပိုင်ဆိုင်တဲ့နေမှာမွေးဖွားသူများအတွက် ဝိသေသလက္ခဏာများကိုဆက်လက်ဟောကြားပေးသွားပါမယ်။ရှေကနန်းဆိုးမှုသူများရဲ့ဇဲလက္ခဏာအနည်းငယ်ကတော့ရှေကနန်းပိုင်ဆိုးသူများဟာဇွဲတက်သည့်လုံလဝိရိယတို့ဖြင့်ပြေဆုံးတတ်ပြီးအောက်သက်ကြီးကြသူများဖြစ်တတ်လျက်ရှိကြပါလိမ့်မယ်။မိမိအလုံးမိမိဘဝကိုတန်ဖိုးထားတည်ဆောက်တတ်သူများဖြစ်ကြပါလိမ့်မယ်။ များသောအဖြစ်ရှေကနပိုင်ဆိုသူများဟာဖြက်လန်းမလိုက်လို့ကြပဲနဲ့ဘဝကိုဖြည်းဖြည်းမှန်မှန်နဲ့တလှမ်းချင်းတလှမ်းလို့ကြသူများဖြစ်ကြပါလိမ့်မယ်။အပျော်အပါအတောက်အစားဖြင့်ဘဝကိုအချိန်ဖြုန်းလေးမရှိကြပဲနဲ့မိမိဘဝကိုရေရှည်စီမံကိန်းဖြင့်တည်ဆောက်တတ်ကြပါလိမ့်မယ်။အရာရာကိုလက်တွေ့ကြတကြပြီးတော့၎င်းတို့ရဲ့အဓိကအားနည်းချက်ကတော့ကိုယ်နဲ့မသိမြတ်ပဲနဲ့အနိုင်ယူခဲ့အနိုင်ပိုင်ခဲ့သူများကိုအလွယ်တကူခွင့်မလွတ်တတ်ခြင်းမရှိပဲ ခါခွင့်သိရင်တင့်တလို့လက်စားချီလူတက်ကြပါလိမ့်မယ်။ရှေကနန်းပိုင်စုသူများရဲ့စီးပွားရေးအလောက်ကိုင်းနေကတော့ရှေကနန်းပွားများဟာစီးပွားရေးလောက်ကိုင်းရမှာစိတ်ဆက်သေးတာအသေးချာတက်ကြပါလိမ့်မယ်။တပန်းတို့အပွားကျန်တဲ့လုပ်ငန်းများလောင်းကစားများထက်ပုံမှန်တည်ငြိမ်တဲ့လုပ်ငန်းများနဲ့သာအကျိုးပေးကြပါလိမ့်မယ်။ အရာရာမှာစိစက်တေချာလေးရှိတဲ့အတွက်ကြောင့် CY ကိစ္စများမှာအမှားနဲ့တက်ကြပါလိမ့်မယ်။သတိပေးချက်အနေနဲ့ကတော့ CY လုပ်ငန်းများမှာလည်းအထူးသတိထားရမယ့်သူများလည်းဖြစ်ပါတယ်။သတိတစ်ချက်လွတ်တာနဲ့ထိခိုက်ဒဏ်ရာရတတ်ခြင်းတော်ယုံပြန်ဆယ်မှုခက်ခဲတဲ့အထိဆုံးရှုံးမှုများကြုံတွေ့ရခြင်းရှိတဲ့အတွက်ဖြစ်ပါတယ်။ CY လုံဆောင်မှုများမှာအထူးသတိပေး သတိချက်တင်ပါတယ်လို့သတိပေးပါရစေအကယ်၍ဘဝမှာဆုံးရှုံးမှုများကြုံတွေ့ခဲ့ရင်လည်း feeling ငံများလိုပဲအဆုံးရှုံးများကြားကနေပြီးတော့ပြန်လဲပြီးယုံထွက်လာနိုင်တော့စွမ်းရည်များပါတတ်ပါလာတတ်ကြသူများဖြစ်တတ်ကြပါလိမ့်မယ်။ရှေခနန်းဖွားများဖွားမြင်သူများဟာပုံမှန်ဝင်ငွေရတဲ့လုပ်ငန်းများကိုပို့ပြီးတော့စိတ်ဝင်စားတတ်သူများဖြစ်တဲ့အတွက်ကြောင့်ကုန်ထုတ်လုပ်မှုလုပ်ငန်းများဝန်ဆောင်မှုလုပ်ငန်းအမျိုးမျိုးအမျိုးမျိုးစက်ယုံ အလုံယုံလုပ်ငန်းများအိုးအိမ်အဆောက်အဦဆောက်လုပ်ရေးလုပ်ငန်းများအိုးအိမ်ဆောက်လုပ်ရေးကုန်မပစ္စည်းထုတ်လုပ်ရောင်းဝယ်ရေးစိတ်ယုံနဲ့ကျမရေးဆောက်ရှောက်မှုလုပ်ငန်းများအဖြစ်ရှိကနဖွားများဟာအများဆုံးအကျိုးပေးတတ်ကြပါလိမ့်မယ်ဒါအပြင်ရှိကနဖွားများဟာမြေအောက်တန်ရာဇာတာများဖြစ်လဲအကျိုးပေးလေးရှိတဲ့ခြင်းကြောင့်ရေနံနဲ့ဓာတ်တုတူဖော်ရေးလုပ်ငန်းများဖြစ်လဲအကျိုးပေးနိုင်ကြပါလိမ့်မယ် ရှိကနန်းဖွားများအတွက်အချီရဲ့အိမ်တော်ရေးနဲ့ပတ်သက်ပြီးဆက်လက်ဟောကြားပေးသွားပါမယ်။ရှိကနန်းဖွားများဟာအချီရဲ့အိမ်တော်ရေးကိစ္စများမှာပွင့်လင်းမှု နေတတ်ကြပြီးတော့များသောအားဖြင့်26အနှစ်26ရက်နေ့မှာမွေးဖွားတဲ့သူတချို့ဟာအိမ်တော်ရေးမှာ သစ္စာရှိမှု နေတတ်ကြပါလိမ့်မယ်။ကြမ်းရှိကနန်းဖွားအများစုကတော့အိမ်တော်ရေးချုပ်ထွေးမှုနေတတ်ကြပါလိမ့်မယ်။ဘာကြောင့်ပဲဖြစ်ဖြစ်ရှိကနန်းဖွားများဟာမိသားစုတောင်းဝန်ကျေပွန်တတ်ကြသူများသာဖြစ်လေရှိကြပါလိမ့်မယ်။ ကျမ်းမာရေးအနေနဲ့ကတော့ရှင်ခနဖွားများဟာများသောအဖြစ်ကျမ်းမာရေးကောင်းမွန်တတ်ကြပါလိမ့်မယ်။ဘဝတစ်လျှောက်လုံးမှာသတိထားရမယ့်ဝေဒနာများကတော့အယူအကျော်နဲ့တဆိုင်တဲ့ဝေဒနာများ၊အစင်အမြင့်ရောက်ခြင်း၊အသည်နှင့်တေကြည်ယောဂများ၊အေးမိဖျားနာခြင်း၊သွားနဲ့တဆိုင်သောဝေဒနာများ၊မော်တော်ဆိုင်ထိခိုက်မှုများတို့ကိုအထူးသတိပြုသင့်တဲ့အချက်များဖြစ်ပါတယ်။ ရှိကနာဖွားများအတွက်ဘွားကညီမအနေနဲ့ကတော့ရှိကနာသမားများဟာဇွဲလုံးလာဝိရိယတို့နဲ့ပြည်စုံတတ်ခြင်းမိမိအလုပ်ကိုတံပိုးထားတတ်ခြင်းကြီးပွားအောင်မြင်ရေးတွင်ဖြန့်လန်းလိုက်လို့ခြင်းနဲ့ခြင်းဂရီကွက်တီခြင်းခြင်းတို့ကြောင့်ဘဝမှာလေကတဲ့များတတ်တဲ့သူတဖြည်းဖြည်းချင်းတိုးတက်အောင်မြင်သွားတတ်ကြသူများဖြစ်ကြပါလိမ့်မယ်။ရှိကနာသမားများအများစုရဲ့ငယ်စဉ်ဘဝဟာကြံနန်းခက်ခဲတဲ့ဘဝအခြေအနေများကိုရင်ဆိုင်ခဲ့ရတဲ့အတိုင်းတန်အိုစာတော်ကောင်းမွန်တတ်ကြပါလိမ့်မယ်ချွေချွေတာစူးစောင်းတတ်ကြတဲ့အလေးထားများကြောင့် တတိယအရွယ်မှာအေးချမ်းစွာဖြင့်ဘဝကိုဖြတ်တန်းရတဲ့ကံတရားရှိတတ်ကြပါလိမ့်မယ်။တခုတည်းပြီးလို့တာကတော့ရှေခနာဘွားများဟာအညိုကြီးခြင်းလက်စားချေလိုခြင်းတို့ကြောင့်မိမိပြိုင်ဘက်ကိုအနိုင်လိုပြီးတိုက်ခိုက်တတ်ခြင်းတို့ကြောင့်တို့ခြင်းကိုလည်းတွေ့ရှိရပြီးတော့၎င်းအချက်တို့ကြောင့်ပဲမိမိဘဝတိုးတက်အောင်မြင်မှုနှောင့်နှေးကြကြစေတတ်သည့်ကိုသတိပြုသင်ပါတယ်။ရှေခနာဘွားများအတွက်မိဘရံဘကနာများကိုဆက်လက်ဟောကြားပေးသွားပါမယ်။ရှေခနာဘွားများအတွက်မိဘအနေနဲ့ကတော့ငါ 6ခွန်း8ခဏများဟာမိဘကြပြီးတော့ရံဘတ်ခဏအနေနဲ့ကတော့1 4 9ခဏများဖြစ်ပါတယ်၎င်းပိုင်ဆိုင်သူများခဏအမွေဖွားသူများကိုအပေါင်းအသင်းလှုပ်ပါကတတိနေပေါင်းသင်းဆက်ဆံတင်ပါတယ်မိမိအတွက်အကျိုးပြုတတ်ခြင်းနှဲပြီးတော့အကျိုးရုံးမှုများတတ်ခြင်းကြောင့်ဖြစ်ပါတယ် ရှင်ခနာဖွာများဟာမိမိနဲ့တဲတဲ့ကဏ္ဍဝေဖွာသူများနဲ့ပေါင်းတင်ဆက်ဆံခြင်းထို့နံပါတ်များများပါတဲ့အိမ်နံပါတ်ကားနံပါတ်များကိုရွေးချယ်ခြင်းအရေးကြီးတဲ့ကိစ္စများလှုပ်ဆောင်ရန်နေရများအတွက်မိဘကြတဲ့ကဏ္ဍများကိုရွေးချယ်ခြင်းဖြင့်ကောင်းကျိုးများပိုမိုရရှိစေနိုင်ပါလိမ့်မယ်ရှင်ခနာဖွာပိုင်ရှင်များအတွက်ဟောကြားခဲ့တာဖြစ်ပါတယ်ရှင်ခနာပိုင်ရှင်များဘဝမှာအဆာဆာရရအဆင်ပြေကြပါစေ အေးချမ်းသာရမှုအပေါင်းနဲ့ပြေဝပြီးတော့စိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းမင်္ဂလာအပေါင်းနဲ့ပြေဝကြပါစေ။